ကိုကိုရေအဲဥစားဒီနေရာကိုဘယ်လိုခေါ်လဲနခုနရွတ်လားနခုနရွတ်ခြိုက်မိုင်းထူသွန်းခြိုက်မိုင်းထူမိုင်းโอเคโอเค thank you thank you ခဏနေလဲဘာဘာကိုသာတိโอเคစမစစ်ခြိုက်ခိုင်းမလေးပြီလို့တင်ပါလားတင်ပြီရပြီလားရပြီလားရပြီရဒုနေ့အဖြစ်ရလား မြန်မာပါဖုန်းနဲ့ချိန်လိုက်မယ်ဟိုရေတဘောကြတယ်ဒီနေ့အရင်ဆုံးပြောပါအားလုံးမိခလာပါရှင်ကြပြတို့နှစ်ယောက်ကျောင်း activity တစ်ခုကျောင်းနှစ်ခုနဲ့ရုပ်ကိုရောင်းနေတာဖြစ်ပါတယ်ဟုတ်ပြီဒီတော့ဒီနေ့ကဒီနေ့ကတမင်ကွန်းငွေရနောက်ပြီးတော့ဒီနေ့ကနဲ့ပတ်သက်တဲ့ထိုင်းစကားပြောလေးတွေကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့လိုဆိုရင် yes ဒီနေ့ကတနင်္ဂနွေဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္ဂနွေကိုထိုင်းလို့ဝါအထစ်ဝါနာထစ်ပြီးတော့ကြပြတို့ရဲ့ဘေးနားမှာတပင့်ရှိပါတယ်တပင့်ကိုထိုင်းလို့ต้นไม้โอ้ตีย้วดิละရှိတယ်ตีย้วကိုထိုင်းလို့ใบไม้အနောက်မှာဆိုရင်တောင်တန်းတွေလည်းရှိတယ်တောင်တန်းကိုထိုင်းလို့ဖူးခေါပြီးရောရှိတကောရှိတကော ။နောက်ပြီးတော့ဒီမှာရေတကုံလည်းရှိပါသေးတယ်။ရေတကုံကိုထိုင်းလို့နမ်တုတ်။ဒါမဲ့ရေတကုံဆိုတို့တွေအတင်းနဲ့လုံးပါလား။ဒါပေါ့။ Okay. အတင်းအမလို့မထဲဘူး။ Okay. နောက်ပြီးတော့အော် အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကြပါတို့တင်ရအောင်ကြောင်း activity တစ်ခုကြောင်းနှစ်ခုနှစ်လို့ကိုရရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ပဒီပဝင်ကြီးမှာရှိတဲ့အရာလေးဒီအကောင်လုံးကိုထိုင်လို့လည်းတခါလေးပြောပြပေးသွားမှာဖြစ်ပါအရှင်ဒီမှာဆိုလို့ရှိရင်ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်လို့ one at it နောက်ပြီးတော့ဘေးနားမှာတစ်ပင်လည်းရှိပါတယ်တစ်ပင်ကိုထိုင်လို့ต้นไม้ now တက်တဲမှာဆိုလို့ရှိရင်တည့်ရွက်တွေလည်းရှိတယ်ရှင်တည့်ရွက်ကိုထိုင်းလို့ဘိုင်မိုင်း ဒီမှာရေတကုန်လည်းရှိတယ်နော်ရေတကုန်ကိုထိုင်လို့နမ်တုတ်ပြီးတော့မရှိသေးလားအော်ပြီးတော့အနောက်မှာဆိုလို့ရှိရင်တောင်တန်းလည်းရှိပါတယ်တောင်တန်းကိုထိုင်လို့ဖူးခေါင်ဆိုတော့ဒီနေ့အတွက်ထိုင်းစကားလုံးလေးတွေကိုဒီနေ့ဆိုတော့ဒီနေ့အတွက်ဒီမှာရှိတဲ့အရာလေးတွေကိုထိုင်းလို့ပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးလည်းအကျိုးရှိမဲ့လို့မျှော်လင့်ပါတယ်ရှင်ဘိုင်ဘိုင်ဘိုင်ရပြီလားရပြီရပြီ အဆင်ရအမစကားထည့်ရင်ရောအမ်မေပလိုင်းနားဖြူအားရခပ်လောက်လို့ရโอเคโอเคစမယ်နော်ဆိုရှင်โอเคဒီတော့ပြန်ရလိုက်